စကောက်စီရဲ့စစ်မှုထံဥပဒေနဲ့ဖမ်းဆီးမှုတွေကိုတင်းရှောင်ရင်းပြည်ပကိုရောက်လာတဲ့လူငယ်တွေရဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကိုတော့နှင်းပန်းကပြောပြပေးမှာပါရှင်။စစ်ကောက်စီတပ်ကမြန်မာပြည်သူပြည်သားတွေစစ်မှုထမ်းဖို့အတွက်စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလမှာကြေညာကမတ်လမှာတော့စတင်အကောင့်ထဲပေါ်ပြီးအမည်စည်းရင်းနဲ့တကွာလာရောက်ခေါ်ဆောင်နေတာကြောင့်နေအိမ်မှာမနေဘဲပြည်ပထွက်ခွာဖို့အတွက်ပြင်ဆင်ကြရသူတွေရှိနေပါတယ်။ အမီစင်းပေါက်သူတွေကဘယ်အချိန်ကိုယ့်အိမ်ကိုတကားခောက်မလဲဆိုတဲ့စိတ်နဲ့စိုးရိမ်မှုတွေမြင့်တက်ခဲ့ကြပါဗျ။အိမ်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကျွန်တော်ကဆုံးသက်လိုက်တယ်ပေါ့။ဒီအနည်းဆုံးဖြစ်တဲ့ဒီထိုင်းအောင်ပဲထွက်မှာပေါ့။ကျွန်တော်အဲ့ဒီတစ်ဖက်မှာအလုပ်လုပ်နေနေဆိုတော့ဟိုအဲ့ဒီအချိန်မှာလည်းမဟုတ်ရက်ကွက်တွေကလာမလားပါလား။အဲစိုးရိမ်နေရတယ်။ပြပကိုအပျော်ခရီးထွက်ရတာမျိုးမဟုတ်ပဲစိုးရိမ်ပူပန်မှုတွေနဲ့တွားရတာနေထိုင်ဖို့နဲ့ရှင်သန်ရက်တည်ဖို့ကလည်းခက်ခဲတစ်ခုအနေနဲ့ရှိနေတာပါ။ ပညာရေးနဲ့အလုပ်ကံတဲ့လူမျိုးမှထွက်တဲ့ပုံစံမျိုးကြတော့ဒီမှာရမှအလုပ်အလုပ်ကံရှိတဲ့ဝင်ငွေပြဿနာရှိတာပေါ့အခုချိန်ထိလည်းအလုပ်ကံရှာခက်သေးရပေါ့ပြဿနာနောက်တစ်ခုကကျတော့ကိုယ်နိုင်ငံမဟုတ်တော့ဗီဇာပြဿနာလည်းဖြေရှင်းရတာပေါ့နေထိုင်ခွင့်ရောနေထိုင်စားသောက်မှုကုန်ကျစရိတ်ဒီပြဿနာရောရှိတာပေါ့အခုချိန်ထိကအလုပ်လာအပ်တယ်လို့လို့တိတိမမွားရတော့ဝင်ငွေတော့လိုက်ပြီးတော့လောက်တာရှိတယ် ဘာသာပြန်တဲ့အလုပ်မျိုးတွေနောက်ပြီးတော့ပုံစံငယ်တွေဈေးချေတာတွေပါတွေတော့လက်ရှိလုပ်ဖြစ်နေတာစစ်မှုထမ်းဥပဒေကြောင့်ပြပရောက်လာပေမဲ့အချိန်ပိုင်းလောက်ကင်နေရတဲ့အတွက်ဘယ်အချိန်ရဲလာစစ်မလဲစိုးရိမ်ရမှုတွေရှိနေပြီးငွေကြေးရှော့ပေါက်ပေးတာတွေကိုလည်းကြုံတွေ့နေရပါတယ်ဒီမှာဆိုရင်တော့တရားမလာဘူးနိုင်ငံလည်းအခုကျွန်တော်မကောင်းမကောင်းတော့ပုံမနေပြင်ရတယ်ဗျာနိုင်ငံကြတော့လို့သားသားလည်းနိုင်ငံတော်တို့ပြောင်းလာတော့အချိန်ပိုင်းတော့ကပုံမှန်တက်ပေးတာတက်ပုံရင်းနည်းနည်းလေးရှော့တာတို့ရှိရပါဘူး အဲ့တော့အခက်အခဲကျွန်တော်ကြုံရပါတယ်မြန်မာနိုင်ငံအခြေအနေကပြည်ပမှာရှင်သန်ရတာတွေမှာအခက်အခဲတွေရှိနေတာကြောင့်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေရတာပါတော်တော်ဆူဆောင်းတဲ့ကိစ္စတွေကလည်းပိုပြီးတော့များလာတယ်ပိုတင်းကျပ်လာတာတွေနောက်ပြီးတော့ဥတွေမဲ့ဖန်ဆီးရတယ်များလာတယ်လူငယ်တွေကကျွန်တော်ထွက်လာတဲ့အချိန်ကလည်းတချို့ကလူမျိုးဒေသထွက်ကြတာရှိတယ်နိုင်ငံများထွက်လာတဲ့သူတွေလည်းရှိတယ်ဘာဖြစ်ဖြစ်ဆိုပြီးထွက်လာတာပေါ့ အလုံးကိုင်းအမခံချက်မရှိပဲထွက်လာတော့ပြဿနာတွေကိုအဓိကရင်ဆိုင်နေရတယ်ဒါပြပထွက်လာတူရအခက်ခဲပေါ့စစ်ကောင်စီအတွက်အင်အားဖြစ်မသွားဘူးပဲအဓိကပြောချင်တယ်ပေါ့နော်ခုလက်ရှိမှာစစ်ကောင်စီတပ်ကပြပထွက်ခွာခွင့်တွေကိုပါကန့်သက်ပိတ်ပင်လိုက်ပြီးအမျိုးသားတွေအပါအဝင်အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့အတွက်အမြင့်စင်းနဲ့တကွာခေါ်ယူဖို့ပြင်ဆင်နေတာကြောင့်မလုံခြုံမှုတွေကိုခံစားနေရတာပဲဖြစ်ပါတယ်